Hello အားလုံးမင်္ဂလာပါ။ Nova Fortune Teller ကနေပြောမှာကြိုဆိုပါရစေ။ဒီနေ့မှာလုပ်ပေးမယ့် video ကတော့တရလက်ရှိခံစားနေရတဲ့အပူအပင်တောကတွေဟာဘယ်လောက်ထိကြာအောင်မလဲ၊ဘယ်အချိန်မှပြတ်ကွယ်သွားမလဲ၊ဘယ်လိုနည်းနဲ့ပြီးဆုံးသွားမလဲဆိုတာကို general reading လေးဖတ်ပေးချင်ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာဘာတွေခံစားနေရလဲ၊ဘာတွေကိုပူဆွေးတောကတွေရောက်နေကြလဲပေါ့နော်။အဲ့လိုမျိုးခံစားနေရတဲ့အရာလေးတွေဟာဘယ်အချိန်မှပြီးဆုံးသွားမလဲ။ဘယ်တော့မှ ကွပြောက်သွားမှလည်းဆိုတော့ကို general reading နဲ့ဖတ်ပေးချင်ပါတယ်ရှင်ကဲဟုတ်ပြီအဲ့တော့ပမာဆုံးနေတဲ့ကတော့ Nova ကဒီဗီဒီယိုထဲမှာဟောနော်အာ generation လေးဖြစ်တဲ့အတွက်ကြောင့်အကောင်လုံးရဲ့ energy ကိုစုပြီးတော့မှ ထည့်ပြီးတော့လုပ်ပေးထားပါတယ်။တင်လက်ရှိခံစားနေရတဲ့အရာတွေဘယ်တော့မှပြီးဆုံးသွားမှာလဲ။ဘယ်ချိန်မှာကပြောက်သွားမှာလဲ။ဆန်နူဘာကတုံးကဆွဲထားတယ်။အဲတုံးကကိုကြည့်ပြီးတော့ reading ဖတ်ကြည့်ကြည့်အောင်။ဒါကပထမဆုံးတစ်ကက်၊ဒုတိယမြောက်တစ်ကက်ပြီးတော့ဒါတတိယမြောက်တစ်ကက်ပေါ့နော်။ Okay ပထမတစ်ကက်ကိုကြည့်ရမယ်ဆိုရင် တင်ပူဆစ်တော့ကရောက်နေတဲ့အရာလေးတွေဟာတဲ့နော်ပြန်လဲပြီးတော့မှကောင်းမွန်ခြင်းစီတို့အလုံးမြန်ဆန်တော့အနေနဲ့ပြောင်းလဲတော့ပါလိမ့်မယ်တဲ့အဒီတော့တင်လက်ရှိမှာဘာတွေကိုခံစားနေရလဲဘာတွေကြောင့်ပူပင်တော့ကတွေရောက်နေရလဲဘယ်လိုမျိုးအခက်အခဲတွေကိုဖြေရှင်းနေရလဲရင်ဆိုင်နေရလဲအဲ့ဒီလက်ရှိဖြစ်ပေါ်နေတဲ့အရာတွေအကုန်လုံးဟာမကောင်းသောအရာတွေအကုန်လုံးဟာဆိုရင်အာအလုံးကမှမြန်ဆန်တော့အချိန်ကာလတစ်ခုအတွင်းမှာတကယ်ကိုပဲပြီးဆုံးသွားပါလိမ့်မယ် အဲအဲ့တော့အဲ့ဒီအရာဒီပြီးဆုံးသွားဖို့အတွက်ပေါ့နော် ကိုစီကိုကောင်းမွန်သောအရာတွေရောက်ရှိလာပါလိမ့်မယ်အဲ့တော့မကောင်းတဲ့အရာလေးတွေပြီးဆုံးပြတ်ကွယ်သွားဖို့အတွက်ကောင်းသောအရာလေးတွေဟာကိုစီကိုအလွန်လှင်မြန်သောအရှိန်အဟုန်ဖြင့်ရောက်ရှိလာပါတော့မယ်တဲ့အာဟုတ်ပြီဒီတော့လေးတော့ဘာပြောလဲဆိုတော့ကတရရဲ့ဒီမကောင်းသောအရာလေးတွေအခက်အခဲလေးတွေတင်းလက်ရှိခံစားနေရတဲ့အရာလေးတွေပူပင်တော့ကတွေဟာအာဘယ်နော်အပူပင်တော့ကတွေ ီးဆုံးသွားဖို့အတွက်ရှိတယ်ဒါပေမဲ့ပြီးဆုံးသွားနေတဲ့အောင်တဲ့တင်ဟာဆိုရင်အတိတ်တုန်းကပေါ့နော်အာတင်ရဲ့ဒီ ရင်ဆိုင်ခဲ့ရတဲ့ဒီအချိန်ကာလပေါ့နော်ခက်ခဲလွန်းလာတဲ့အချိန်ကာလတခုကိုသင်အမြဲတမ်းအမှတ်ရနေပြီးတော့တွေးမိတိုင်းမှာဝန်းနေပြီးတော့စိတ်မကောင်းဖြစ်နေရပါလိမ့်မယ်တဲ့ဒါကြောင့်မလို့သင်ဘလောက်ပဲအဆင်ပြေသွားခဲ့ပါစေရောဘလောက်ပဲနော်မဖြစ်သွားပြီလို့ခံစားရပါစေအောင်တော့အမြဲတမ်းအဲ့ဒီအတိတ်ကိုပြန်တွေးမိတိုင်းမှာမကောင်းတဲ့ energy တွေရရှိပြီးတော့အမြဲတမ်းဝန်းနေချေကွဲပြီးတော့စိတ်တိခိုက်နိုင်ခြင်းရအောင်မှဖြစ်ပါတယ်တဲ့ lover lover ကကျတော့လေတင့်ပေးနာမှာတင့်ကိုတကယ်ချစ်တဲ့သူတွေအများကြီးရှိပါတယ်အများကြီးတော့မဟုတ်ဘူးပေါ့เนาะအာတင့်ရဲ့အဝန်းဝိုင်းဟာတင့်ငယ်ကောင်တင့်ငယ်လိမ့်မယ်အာဒါပေမဲ့အဲ့ဒီတင့်ရဲ့အဝန်းဝိုင်းပေါ့เนาะအဲတင်ဘေးနားမှာထားရှိရောတင့်ရဲ့တင်ငယ်ချင်းတွေမိတ်ဆွေတွေအပေါင်းတင့်တွေဟာဆိုလို့ရှိရင်တင့်ပေါ်မှာတကယ်ကိုချစ်မြတ်နှုတ်ကြတယ်ချစ်ခင်ကြတယ်အဲ့ဒီတော့အခုလက်ရှိမှာအဲ့ဒီလိုမျိုးတင့်ပေါ်မှာဆက်မဲ့တဲ့တင်ငယ်ချင်းတို့မိတ်ဆွေအပေါင်းတင့်တို့ရှိမနေခဲ့ဘူးဆိုရင်တော့မှချစ်သူရေးစားလို့ပါတော့ပေါ့เนาะမိသားစုဝင်တို့ရှိမနေခဲ့ဘူးဆိုရင်တော့မှတဲ့ တင့်မကြိုက်ခင်မှာတင့်ပင်နာကိုရောက်ရှိလာပါလိမ့်မယ်။သူတို့တွေဟာတင့်ပေါ်တကယ်ကောင်းပါလားဆိုတော့ပို့ပြီးတော့မှတင်းနဲ့ဒီပတ်တင်းကိုတကယ်စစ်မှန်တဲ့ပဝင်ချင်းရလူတွေအဆိုရင်တင်းနဲ့ပုံမှုပြီးတော့မှပြန်ဆက်လာပါလိမ့်မယ်။အဲ့ဒီတော့ဟိုတင်းရဲ့ဒီမကောင်းတဲ့ energy တွေမကောင်းတဲ့အတိတ်ကိုပြန်သွင်းမိတိုင်းမှာဝမ်းနဲ့ချေခွေရတာတွေဟာဆိုလို့ရှိရင်တင်းကိုတကယ်ချစ်တဲ့သူတွေချောက်ပဲပြန်လဲပြီးတော့ပျောက်ွယ်ပြီး healing လုပ်နိုင်လိမ့်မယ်။ပြန်လဲပြီးတော့မှအနာတွေပါကြီးချက်သွားနိုင်တယ်ပေါ့နော်။စိတ်ချရာတွေဟာလည်းပဲကုစားနိုင်ချေများပါတယ်။ ဟုတ်ပြီဒီတော့ကဒီအခက်ခဲနဲ့ပတ်သက်ပြီးတော့မနာကျင်စရာတွေရာဆိုလို့ရှိရင်အာအခြေအနေပေါ့နော် overall အနေနဲ့ဒီနာကျင်စရာအခက်ခဲတွေနဲ့ပတ်သက်ပြီးတော့မှတင်အခုလက်ရှိခံစားနေရတဲ့တရဝေဒနာလေးပေါ့နော်ဆေးပိုင်းဆိုင်ရာဝေဒနာဟာဘယ်တော့မှဘယ်တော့မှဆိုတာထက်ဘယ်လိုမျိုးတင်ပေါ်မှာ effect တက်ရအောင်လဲဆိုတာလေးကို overall လေးကြည့်ပြပါမယ်။ ဟုတ်ပြီ။တင့်ပေါ်မှာနာကျင်စေတဲ့အရာတွေရှိနေတယ်။ဆိုတော့တင်းရလေအဲထားပါတော့နော်ဒီမှာတင်းရပြန်ကောင်းနေပြီလို့ပြန်ကောင်းလာလိမ့်မယ်လို့ပြောထားတယ်။တင်းရဒီကုပင်တော့ကရောက်ဆရာကိစ္စလေးတွေခက်ခဲလေးတွေနာကျင်စရာကိစ္စလေးတွေဟာဆိုလို့ရှင်တော့ကရောက်ဆရာကိစ္စလေးတွေဟာပြန်လည်ပြီးတော့မှကောင်းမွန်တဲ့ဖက်စီကိုတော့ဥတီသွားလိမ့်မယ်။ဒါပေမဲ့တင်းကအဲ့အရာကိုအမြဲတမ်းပြန်တွေးရမှာ trauma အမြဲဖြစ်နေမှာပေါ့နော် traumatize ဖြစ်နေမယ်အမြဲတမ်းကိုနာကျင်နေရမယ်ကြိတ်ခွဲနေရမယ်ပြန်သွေးမိတိုင်းမှာရင်ထဲကနေပြတဆစ်ဆစ်ကိုနာကျင်နေရလိမ့်မယ်အတင်းရဲ့ဘေးနားမှာတငယ်ချင်းတွေကတင့်ကိုဝိုင်းဝန်းပြီးတော့မှတင့်ရဲ့ဒီအဝန်းဝိုင်းပေါ့နော်တင့်ဘေးနားမှာရှိရမိသားစုဝင်နေချစ်သူတွေတင့်ရဲ့တငယ်ချင်းတွေကနေပြီးတော့မှတင့်ကိုဟိုတကယ်ချစ်တဲ့အနေနဲ့ပေါ့နော်အော်စစ်ပန်းဆိုင်ရာမှာအဲ့လိုအထောက်ပံ့နေပေးကြမယ်စစ်ပန်းဆိုင်ရာမှာနှုတ်ထွက်မှုကိုပေးစွမ်းတည်တိုင်အောင် သင်ဟာ healing မဖြစ်သွားဘူး healing မဖြစ်ဘဲနဲ့ emotional up and down ဖြစ်မယ် emotionally အရာ breakdown တွေဖြစ်မယ်နောက်ပြီးတော့အဲတင့်ရဲ့ဒီစုံမချက်တွေဘာတွေမှာလဲပဲအဆင်မပြေရတာလေးတွေခက်ခဲရတာမျိုးလေးတွေတင့်ရဲ့ဒီ feeling ပေါ့နော်တင်တကယ်အဆင်မပြေဖြစ်နေတာတော့ feeling မှာဆက်ပြီးတော့မှအဆင်မပြေဖြစ်နေရအောင်မယ်ဆိုတော့အဲ့ဒီအခက်ခဲရဲ့ effort ဟာဆိုရင်တင့်ပေါ်မှာအလွန်ကြာရှည်သောအချိန်ကာလတစ်ခုထိကိုတင့်ကိုနာကျင်စေနေအောင်မှဖြစ်တယ် အာပြီးတဲ့ခါကျလို့ရှိရင်တင်းရဲ့ဒီအလုပ်ငန်းဆောင်တာတွေပုံမှာလည်းပဲသွားပြီးမှ effect တက်ရောက်တယ်ပေါ့နော်တင်းတကယ်ကိုလှုပ်ရှားရှိတဲ့အရာလေးတွေ၊ကင်စရာရှိတဲ့အရာလေးတွေကိုတင်းမလုပ်မိတော့ဘဲနဲ့ဒီအရာကိုပဲအများကြီးတွေးတောနေမိတယ်ပေါ့နော်အဲ့တော့အာတင်းနေတဲ့ဒီအရာတွေကိုဟိုဘယ်လိုပြောမလဲ neglect လုပ်ဖို့တက်လို့ရတယ်ဥပိ္ပခာပြထားဖို့တက်လို့ရတယ်တင်းအဲ့ဒီအရာကိုပြန်သွင်းနေလဲ တင့်တယ်မထူဘူးပြန်မတွေးနေလဲပဲတင့်တယ်မထူဘူးเนาะအဲ့တော့ဒီလက်ရှိအခြေအနေကိုတင်လက်ရှိဖြစ်နေတဲ့အတိုင်းကိုလက်ခံလိုက်ဖို့အတွက်လိုအပ်ပြီးတော့မှပြန်ပြီးတော့မှတွေးတော့နေဖို့တမလို့အတော့ဘူးတင်တက်ပိုကောင်းတယ်ပေါ့เนาะပိုကောင်းတဲ့ဒီ future အတွက် future plan တွေကိုအာအဓိကအယုံစိုက်ပြီးတော့မှအာလောဆောင်နေဖို့အတွက်အလွန်အလွန်ကောင်းမှအရေးကြီးပါတယ်မဟုတ်လို့ရှိရင်တင်ဒီနုံထဲမှာပဲအများနဲ့နစ်ပြီးတော့နာကျင်မှုကိုပဲထပ်ဆင့်ထပ်ဆင့်ခံစားနေရမှာဖြစ်ပါတယ်အာ ဲ့ဒီတော့ကတင်းနေနဲ့ဘာလောက်အောင်လဲဘာတွေကိုအဓိကအားဖြင့်လုပ်ငန်းဆောင်တာဒီအနေနဲ့ဘာကိုအဓိကထားပြီး focus လုပ်ရအောင်လဲဆိုလို့ရှိရင်တင့်ကိုတင်ပိုပြီးတော့ focus လုပ်ပါတင့်ကိုနိုင်စင်စီတဲ့အရာတွေကိုတော့ focus မလုပ်နဲ့ပေါ့နော်ပြဿနာကဖြေရှင်းပြီးသွားရေးတိုင်အောင်နော်ဖြေရှင်းပြီးသွားတဲ့သူတွေလည်းရှိကောင်းရှိမယ်ပြည်လဲသွားတဲ့သူတွေလည်းရှိကောင်းရှိမယ်ဒီလိုမျိုးနော်မဲ့အခြေအနေကိုပြန်လဲရောက်ရှိသွားတယ်လည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့လိုနီးမျိုးစုံနဲ့အဲ့လိုအဆင်ပြေတဲ့အခြေအနေတစ်ခုတော့ရောက်ရှိသွားလိမ့်မယ်ဆိုတိုင်အောင်အခုဗီဒီယိုကိုကြည့်ရတဲ့သူလေးတွေဟာဒီအရာကိုဘယ်တော့မှမဖြောက်လို့မရနိုင်ပြင်းတဲ့တစ်စစ်စစ်နာခြင်းမရ ောင်ဖြစ်တဲ့အတွက်ကြောင့်တင်းတက်ကျုံရှိပါဘူးအလွန်အအကောင်းဆုံးဖြေရတော့အဲ့အရာကိုမိဖြောက်လက်ထားလိုက်ပါတော့ပြီးလို့ရှိရင်ပုံမူပြီးတော့မှကြဲပြန့်တဲ့ဒီအနာဂတ်တွေတင်ပင်နာကပုံမူကြဲပြန့်တဲ့ vision ဒီအမြင်တွေကိုပွင့်လာအောင်လုပ်ဖို့အတွက်လိုအပ်တယ်တင်အမြင်ကြဲကြဲထားဖို့အတွက်လိုအပ်တယ်ဒီအဝန်းဝိုင်းလေးမှာပဲတင့်ကိုတင်ပိတ်မိမထားနဲ့ပေါ့နော်ဒီနေရာလေးတစ်ခုမှာပဲတင့်ကိုတင်ပိတ်မိအောင်မနေဘဲနဲ့ဒီထက်ပိုကြီးတဲ့အရာတွေကိုပိုတွေးဖို့အတွက်လိုအပ်ပါတယ်လို့ပြောထားတယ်နော်ဘာလို့လဲဆိုတော့တင်းနေရှိခံစားနေရတဲ့ခက်ခဲဟာကြီးရတော့မှန်တယ်ဒါပေမဲ့အဲ့ က်ထက်ပို့ပြီးတော့မှကြီးတဲ့အရာလေးတွေဟာဟိုရှိလာအောင်မှာပဲပေါ့နော်အဲ့ဒီတော့ဟိုဒီခက်ခဲတေးလေးနော်ခက်ခဲတေးလေးလို့မဆိုဘူးဒီခက်ခဲလေးတစ်ခုနဲ့တင်ဘဝကိုအဆုံးရှုံးမခံလိုက်ပါနဲ့တော့ဒီလိုမျိုးပဲဘဝဆိုတာကအဆင်ပြေလဲမပြေလိုက်ပဲဆိုတော့ကိုကိုကိုကွန်ကလက်ခံပြီးတော့မှအဆက်လက်ပြီးတော့မှဘဝကိုရှောင်းရှောင်းလန်းသွားဖို့အတွက်လိုအပ်ပါတယ်နော် အာတ गाई တော့ဒီ universe ကနေပြီးတော့မှအခု video ကိုကြည့်လေးအကြည့်နေတဲ့တူလေးတွေအတွက် message ပေါ့နော်။ဗာ message တွေပေးခြင်းနဲ့လို့ကြည့်ကြည့်အောင်။ Okay ဗာ message တွေပေးခြင်းနဲ့အခု video ကိုကြည့်ရတူလေးတွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်။လက်ရှိခံစားနေရတဲ့ခက်ခဲတဲ့ပတ်သက်ပြီးတော့မှဗာ message ကိုပေးခြင်းနဲ့တဲ့။ သူကဘာပြောလဲဆိုတော့တင်းလက်ရှိမှာအရန်ခံစားနေရတယ်တင်းနေတဲ့လူတယောက်လိုမျိုးပေါ့နော်ဟိုတေးတေးခံနေလူတယောက်ရဲ့နာကျင်မှုလိုမျိုးတင်းကခံစားနေရတာပါတဲ့တေးခံနေလူတယောက်ရဲ့နာကျင်မှုကအဆိုးဆုံးပဲလीနော်အဲ့လိုမျိုးတေးခံနေလူတယောက်ရဲ့နာကျင်မှုလိုမျိုးပဲတင်းကခံစားနေရတယ်ဒါပေမဲ့အော်ဒီမှာကက်ကမမြင်ရဘူးဒီတော့ကက်ကမမြင်ရဘူးရှေ့ကိုတို့ပြီးမယ် right မြင်ရပြီ ဲ့တော့တေကနီလူတယောက်ရဲ့နာကျင်မှုလိုမျိုးကိုသင်ကခံစားနေရတယ်အလွန်ကမှနာကျင်နေရတယ်ဓာတရဆိုလို့ရှိရင်စိတ်ပိုင်းဆရာကိုကိုးစားပြုတဲ့အတွက်ကြောင့်စိတ်တန်ရတအားရနေတယ်တချို့သူတွေလို့ပြောမယ်ဒါနံပါတ်တန်ရတဲ့အတွက်ကြောင့်လေအရင်ကမှခရုဆိုင်ဖို့အတွက်လိုအပ်တယ်တချို့သူလေးတွေကအလွန်ကမှနာကျင်လို့အလွန်ကမှစိတ်ညစ်လို့ဆူဆိုက်လုပ်ဖို့အထီးပေါ့ပါ ပြေးတော့နေတဲ့သူတွေပါကောင်းပါနေတယ်နော်အကောင်လုံးကတော့မစိုးလို့ဘူးအဲ့လိုကိုကိုကိုတက်တည်ချင်းလောက်တဲ့စိတ်တွေပါဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါကြောင့်မလို့သူကဘာပြောလဲဆိုတော့တင်လက်ရှိအခြေအနေကိုရအောင်ကြော်ဖြတ်ပါမကြိုက်ခင်မှာတင့်စီကိုရောင်နေရောက်လာပါတော့ဘောက်လက်ဆိုဒီမှာအမှောင်ရရင်ရှိရပေါ့နော်ကောင်းကင်ကြီးကမှောင်မဲနေပြီးအဲ့မှောင်မဲနေတဲ့အရာကနေပြီးတော့ ဘာတွေ့ရလဲရှောင်းနီလေးအဝောင်လေးကိုတွေ့နေရမြင်နော်အဲ့တော့တင်လက်ရှိခံစားနေရတဲ့အစိုးဆုံးသောနာကျင်မှုကိုခံစားရတဲ့ကာလဟာနောက်ဆုံးချိန်ပဲဖြစ်ပါတယ်နော်အဲ့တော့ဒီခဏတာခဏတာတော့မဆိုလို့ဘောနော်တင်ခံစားနေရမယ်နာကျင်မှုကဆက်လက်ပြီးရမှာရှိနေအောင်မယ်ဒါပေမဲ့အမြဲတမ်းဘဝဟာနာကျင်နေရမှာမဟုတ်ဘူးဒီကိစ္စမှာလက်ရှိပြဿနာမှာဆိုရင်လည်းပဲ လုံးဝနာကျင်စရာကောင်းလို့လာပါတယ်လို့ခံစားရတဲ့အချိန်ကာလတစ်ခုကိုချွတ်ဖက်ပြီးသွားတဲ့အခါမှာပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကလည်းပဲတင့်စီကိုရောက်ရှိလာပါလိမ့်မယ်နော်အဲ့တော့နာကျင်မှုတွေကိုကြကြံခံပါတင့်ရဲ့တဏှာမှုအဖြစ်တို့ပြောင်းလဲလိုက်ပါလို့ universe ကနေပြောမှအကြံပေးထားပါတယ်ရှင်ဒါကတော့ nova ဒီနေ့ဖတ်ပေးခဲ့တဲ့တင့်ရဲ့လက်ရှိခံစားနေရတဲ့ပူဆွေးတော့က ရောက်စရာကိစ္စလေးတွေဟာဘယ်တော့ခါမှပြီးဆုံးမှာလဲဘယ်လိုမျိုးနည်းလမ်းနဲ့ပြီးဆုံးသွားမှာလဲဆိုတာကို January လေးနဲ့ဖတ်ပေးခဲ့တာဖြစ်ပါတယ်ကြီးစုပေးခဲ့ကြတဲ့ reader လေးတွေ viewer လေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပိုကောင်းတဲ့ content တွေနဲ့ပိုကောင်းတဲ့တိုက်တဲ့တွေနဲ့ပြန်လည်ပြီးတော့မှ like ခဲ့ပါဦးမယ်နော်